မိုးပြင်းတဲ့အချိန်မျိုးအကျဉ်းအောင်ရှိစစ်ကောင်စီလက်အောက်ခံထောင်အာဏာပိုင်ဝန်ထမ်းတွေရဲ့အကျဉ်းပြတ်ချဆောင်မှုဟာပုံမဆိုးရွားလာတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကမတ်လ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ကြိုင်မျိုးအကျဉ်းအောင်မှာလက်ရှိတောင်ဝင်ထမ်းဆောင်နေတဲ့ထောင်ဝန်ထမ်းပွင့်ဖြူဝင်းနဲ့တပ်သားမြင့်မြင့်ထွန်းတို့ဟာနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကပေးပို့လာတဲ့အငွေတွေပေါ်သသိန်းလင်ကျပ်နှစ်တောင်း၊သုံးသိန်းလင်ကျပ်6တောင်းအထိဖြတ်ယူလျက်ရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်တက်သားမြင့်မြင့်ထွန်းဟာ Thoma Wave Money Password နဲ့ ID နံပါတ်တွေကိုယူပြီးငွေထုတ်ပေးစဉ်အချိန်ကသက်သိန်းနဲ့ကျပ်3000ထိမတရားဖျက်ယူတာတွေလုံဆောင်ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကတော့လက်ရှိကာလဟာကုန်စည်နှုန်းကြီးမြင့်မှုကြောင့်စားဝတ်နေရေးကျပ်တဲနေတဲ့အချိန်မှာမိသားစုဝင်တွေရဲ့ချွေးနှဲစာနဲ့ပေးပို့တဲ့အငွေတွေကိုစားတောက်ရေးအတွက်အပြည့်အဝသုံးစွဲလို့မရတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့အတည်ပြုထားပါတယ်။ ဒါကြောင့်ကြိုင်မျောထောင်ကအကျင့်ပြတ်ဝန်ထမ်းတွေကိုတာဝန်ရှိသူတွေအနေနဲ့စီစစ်အရေးယူပေးဖို့ကျူးလွန်မှုတွေကိုစရိုက်ပြုလုပ်နေပါကရတန်းနိုင်ရင်မိဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြမှာပြောဆိုထားပါတယ်။မွန်ပြည်နယ်ကြိုင်မျောချင်းတောင်မှာနိုင်ငံရေးပုံမှန်တွေအပါအဝင်တခြားပုံမှန်တွေနဲ့အကျဉ်းချခံနေရတဲ့အကျဉ်းသူအကျဉ်းသားထောင်ထဲချီရှိနေတာဖြစ်ပါတယ်။